ဒီမှာကြည်ထားတိုင်းချမယ်ဆိုရင်အရင်ဆုံးတန်းပြီးတော့လေရော့အင်းဆိုပြီးတော့ထလို့လို့မရဘူးဟောဒီလို့အရင်ကြီးသွင်းရတယ်မဘူးတယောက်ကြီးသွင်းပြနေတယ်ဟုတ်ပါတော့ကြည်နေရင်းနဲ့ကိုလေအိတ်ဖောက်ပြန်တဲ့ကောင်ကိုဒေါသတွေအလိတ်လိုက်အလိတ်လိုက်ထွက်တာ ကြော်ကြီးတယောက်ပြင်းပြင်းရှင်ရနဲ့ဖုံးထိုင်ပွနေပါတယ်။အမေဒီကာတွန်းလေးကစိတ်ဝင်စားဖို့ကောင်းတယ်ဟာ။မန်းစံတရဲငပြင်းနဲ့ကြုံလဲရတဲ့သူတဲ့။ဒီဇလန်းနဲ့ဇက်ကောင်ကငါရင်းရင်းနှီးနှီးမြင်မှုတလို့ပဲ။ကြော်ကြီးကဇလန်းကိုဖြွင့်ကြည့်လိုက်တဲ့အခါမှာတော့ဟဲ့ပလုတ်တုတ်ဒါငါအเจ้าပဲဟာ။တူပါတယ်လို့ကြည့်နေတာ။ဟာဒီမှာနောက်တစ်ပုတ် လော်စပီကာကြိုက်သူမောင်ဘျူးတဲ့မှန်စမ်းကြည့်လိုက်အောင်မယ်ကြော်ကြီးကနောက်တစ်ပုတ်ဖွင့်ကြည့်လိုက်တော့ဟာဒီတစ်ခုကငပြူးမှငပြူးစစ်စစ်ပဲငါတို့တရွာလုံးဒီထက်ရောက်နေပါလားငပြူးစီကိုဖုံးဆက်အောင်မှာပဲကြော်ကြီးဖုံးဆက်နေတော့မောင်ဘျူးတယောက်ကခလေးတွေကိုတိုင်းပညာသင်မိမယ်ဆိုပြီးတော့အာလူဖုံနေရပါဒီမှာကြည်ထား တိုင်းချမယ်ဆိုရင်အရင်ဆုံးတန်းပြီးတော့လေရော့အင်ဆိုပြီးတော့ထလို့လို့မရဘူးဟောဒီလို့အရင်ကြီးသွင်းရတယ်မဘူးတယောက်သွင်းပြနေတယ်ညီလေးမိကြပါဘူးဟာဟာဘူးမဘူးကြီးကြီးသွင်းတာများပြီးတော့ဤထွက်သွားပြီဟေးခေကောင်လေးငါဤမထွက်ပါဘူးဟာလေးလေသွားရောက်လေးပါဟာဟင်းအနံ့ကြီးကဟောင်းနေရပါပဲ အေးဟေးပုတ်အဲ့ရဲ့နဲ့အနံ့ကြီးဟာကျုံပုံနိုင်ဦးမောင်ပြူကြည့်စီကနန်းနာဟေးပြေးကြပြေးကြအာနန်းနေနန်းနေဒီလိုနဲ့ပဲခလေးတိုက်ကပြေးကုန်ကြပါတော့တယ်အဲ့ဒီအချိန်မှာပဲမောင်ပြူကဖုံးမိတံကြလိုက်လို့ကောက်ကန်လိုက်ပါတယ်အေးပြောသားကြီးဟမ်ဘာဖြစ်တယ် ငါတို့အကြောင်းနေလိုင်းပေါ်မှာတွေ့တယ်ဟုတ်လားဟင်ရွှေမုံတို့တဲရင်တို့ကောပဲတဲ့လားကတ်တုံးဆရာကတော့မြမကားအကွက်တွေလုံနေပြီဟိုဘက်ကဖုံးပြောတဲ့အကွက်ကိုထည့်ရမှာပြင်းတာနဲ့ပဲမောင်ပြူးကောပဲဟိုဘက်ကစကားတွေပြန်ရင်ရွတ်ခိုင်းနေတယ်အေးအဲ့ဒါဆိုလဲငါတို့ဒီကိစ္စပြောဖို့ဆုံးရမယ်ကွာရွှေမုံတို့ကိုခေါ်မှလားအော် မင်းကရွှေမုံကိုဆက်လိုက်မှာလားအေးအေးအဲ့ဒါဆိုလဲပြီးရောလေမသိရင်ကိုငါဆက်ပေးရမှာလားအေးပါကွာဟဲ့ဟဲ့စုံမဲ့ဟဲ့မောင်ပြူကမြမကားတွေထဲရလို့တဖက်ထဲနှစ်ယောက်စာစကားပြောပြီးနောက်မှာတော့ဟွန်းနန်လိုက်တဲ့အနတ်သူ့အနတ်သူရပြီးတော့ရှုံမဲ့သွားပါတော့တယ်ရွှေမုံတယောက်ကတော့ဟင်းချက်နေတာပါ ပထမအဆင့်နေနဲ့အိုးထဲကို စီတစက်ကိုထည့်လိုက်ပါတယ်။ပြီးတော့ကစုံရက်ထည့်တယ်။ပြီးတော့ရေတစ်ခွက်လောင်းထည့်လိုက်ပါတယ်။ဘေးနားကထိုင်ကြည့်နေတဲ့အမေဖြစ်သူကရွှေမုံရဲ့နေဟာက ကစုံရက်ကြော်မဟုတ်တော့ဘဲနဲ့ကစုံရက်ရေလုံးပြုံးဖြစ်နေပြီ။ကစုံရက်ကြော်ပါ အမေကလည်းစီပါတဲ့ဥစ္စာကြီးကိုအဲ့ဒီအချိန်မှာပဲဖုံးတယ်မိလာပါတယ်။ဟယ်လို အင်းဟင်းချက်နေတာလာစားလို့ရပါတယ်ဟာငါအရင်လိုကက်စီမနေတော့ပါဘူးကက်စီမနေရှာပါဘူးစီတစက်နဲ့ကစုံရွက်ကြော်တာအေးအေးပြီးရင်လာခဲ့မယ်လေတရင်ကတော့ဆယ်လီအပြိုကြီးစီရောက်နေရပါကျမကတော့လေညအိတ်ဆက်လန်းကြည့်ပြီးတော့ စနိုက်ကြော်မကိုလေပားရည်နားရည်ကိုချပလိုက်ချင်တာငါသာမယားကြီးနေရာမှာဆိုရင်အဲ့လိုကိုမနေဘူးလိုင်းပုံတင်ပြီးတော့ကိုအရှက်ခွဲမှာဟုတ်ပါတော့ကြည့်နေရင်းနဲ့ကိုလေအိတ်ဖောက်ပြန်တဲ့ကောင်ကိုဒေါသတွေအလိတ်လိုက်အလိတ်လိုက်ထွက်တာအဲ့ဒီလိုနဲ့ညာကကြီးခဲ့တဲ့လင်းလူစကားအကြောင်းကိုစမြုပ်ပြန်နေကြတော့တိတ်ရင်စီကိုဖုံးဝင်လာပါတယ်။အော်ကဲစကားပြောကောင်းနေရအောင် ပြပြောဆိုဆိုနဲ့သင်းရင်ကဖုန်းကောက်ဖြေလိုက်ပါတယ်။ဟယ်လိုအေးဘာတော့ဆောနာကဇလန်းချောင်းပြောရင်းနဲ့သင်းရင်အတန်ကမှုဝင်သွားပါတော့တယ်။ဟာဖြည်းဖြည်းပြောပါဗျဒေါသတကြီးနဲ့ဟဲအေးအေးဘွားတေးဘွားတေးဆောနာကမယားကြီးဇလန်းထဲအာယုံရောက်သွားပြီးတော့ဖောက်ပြန်တဲ့ကောင်ကိုဒေါသထွက်မိသွားလားဟိဟိကျောက်တို့အကြောင်းတွေလိုင်းပေါ်ရောက်နေလို့ အဲ့ဒီကိစ္စပြောမလို့ဥဒါဒီဆိုင်မှာစုံရရအောင်ဟင်ဘာလဲနင်းနဲ့ငါနဲ့အကြောင်းလားဟာဘယ်ကလားကျုပ်တို့ရွာကလူတွေအကြောင်းကိုဗီဒီယိုတွေလိုင်းပေါ်တက်လာတာကိုပြောတာဗျအားလုံးပါတယ်ဗျာဟဲဒါကတော့စိတ်ဝင်စားဖို့ကောင်းသွားပြီလာခဲ့မယ်ဒီလိုနဲ့ပဲကြော်ကြီးတို့တတွေဥဒါဒီဆိုင်မှာစုံကြပါတော့တယ်ငါပို့လိုက်တဲ့ဗီဒီယိုတွေကြည့်ပြီးကြပြီလား ဟမ်မင်းကမိန်းကလေးတွေကိုပါပို့တာလားဟမ်မပြူရေငါပြောတာလေငါတို့အကြောင်းဗီဒီယိုလေးကိုပြောတာကွာဟမ်ဟမ်ဩဟီဟီအေးကြည့်ပြီးပြီအေးငါရောပဲငါလည်းကြည့်ပြီးပြီငါအိတ်ထဲမှာချောသားပဲဟီနင်ကအပြင်မှာလည်းချောပြီးသားပါဟာအဟမ်အဟမ်အဲ့ဒီချောင်းဆိုးရကြီးကလည်း ကစီနဲကော်တရာဇလန်ထဲမှာပါတယ်နော်ဆင်ကျင်哦ငါတို့အเจ้าနေလိုင်းပေါ်ရောက်သွားတာဘသူလက်ချက်ဖြစ်နိုင်မလဲတခြားစင်းစားကြီးဟာငါပြင်းတဲ့အเจ้าကိုတယဲငပြင်းနဲ့ကြုံလိုက်ရသူ ဆိုပြီးတော့ဇလန်ကြီးနဲ့တက်လာတယ်ရွှေမုံကြတော့လဲကစီနဲကော်တရာတဲ့အေးငါကိုလဲစကားရှုပ်တဲ့သိရင်မာတဲ့မင်းတို့ကမှတော်သေးတယ် ငါကြမှာလော်ကြိုက်သူမောင်ဘူးတဲ့မောင်ဘူးကအဲ့လိုပြောလိုက်တော့အားလုံးကထားရကြပါတယ်ဇလန်းကလည်းငါတို့တွေအပြစ်မှတကယ်ဖြစ်ခဲ့ရတယ်ဟာကဲငါပဲပြောပြလိုက်ပါတော့မယ်အဲ့ဒါငါအတိတ်ကတုံးစရာကပုံဆွဲပြီးတင်နေရပါခုလေငါတို့ဒီလိုပြောနေရတွေကိုသူကကတုံးဆွဲအောင်မနော်ကတုံးစရာငါတို့ကသူဖန်တီးထားတဲ့သူ့ရဲ့စက်ကောင်လေးတွေပဲလေ အဲ့ဒါဆိုငါ့ကိုဥစဘောရုတ်ချောသဘောကောင်းတထေးသားလေးအဖြစ်နဲ့ဆွဲပေးခိုင်းပါလားရွှေမုံအဲ့ဒါဆိုငါ့ကိုလည်းကိုရီးယားကားလေးရလို့လေမင်းသားနှစ်ယောက်ပြိုင်ကြိုက်ကြတယ်မင်းသမီးလေးနေရာကနေဆွဲခိုင်းမေးငါကတော့စတိုင်ခက်မိုက်မိုက်လေးဆွဲစေချင်တာပဲဘယ်လိုခက်မိုက်မိုက်လဲအော်ငါတို့အကုန်လုံးမျိုးကြီးသားစတိုင်အလန်းလေးလေဟာအဲ့လိုမျိုးလေးပေါ့ အားလုံးစတိုင်ထမ်းမိုက်မိုက်ဖြစ်သွားပါလို့ရယ်ဒီတစ်ခေါက်တော့ဘာဇက်လမ်းမှာစဉ်းစားမရတာနဲ့ဒီမှာပဲကျင်းနေလိုက်တော့နော်ဟီ Thank you.